တယ်တကယ်လို့ကလေးကတခုခုဖြစ်လို့အသက်ဆုံးရှုံးသွားရင်ဒီအမခံကြီးအားလုံးကိုသူ့မိဘကရတယ်အဲ့ဒါကြောင့်ပရဝံကနည်းနည်းလေးကျေပြန့်တယ်လို့ပြောချင်တာနောက်ထပ်ဥပမာတကက်ဖြစ်ရမှန်တခုကိုကျွန်မပြောပြမယ်ဒီကားပေါ်မှာရှိတဲ့ကလေးတယောက်တိုင်းဟာမိဘကိုစီနဲ့တကယ်လို့အဲ့ကားတစ်စီးလုံးဟာမိဘကိုစီနဲ့မဟုတ်ဘဲနဲ့မိဘမဲ့ချောင်းကကလေးဖြစ်နေခဲ့ရင်အမခံလည်းဝယ်ထားတယ်ဆိုပါတော့ဒါဆိုရင် ဒီအာမခံကြီးရဲ့ယော်ကြီးကဘယ်သူရမလဲဒီကလေးမိဘမဲ့ကိုအုတ်ထိန်နေတဲ့လူတဦးတည်းပဲရမယ်ခုနရိုးရားကတကက်ဖြစ်စဉ်ကကလေးတယောက်မှမိဘတစ်စုံကတစ်ခုပဲရတာဒီတစည်းလုံးဟာမိဘမဲ့ကြောင့်ကလေးဖြစ်နေရင်သူ့ရဲ့အုတ်ထိန်သူတဦးသီးတော့ဒီကလေးတွေအားလုံးရဲ့အာမခံ ဆိုတာဘာလဲတရုတ်ဆောင်တတ်တဲ့ပါရမီပါမနဲ့တရုတ်ဆောင်တာပြည်ပင်မပြုံးနာရည်တာထက်ခက်ခက်ခက်ဖြစ်တဲ့ငိုယိုတာကိုလေအလွယ်တကူတရုတ်ဆောင်နေတတ်မှလို့ရှင်မင်းသမီးလို့ခေါ်တာမျိုးပါအဲ့ဒါတပိုင်းနောက်ထပ်မေးခွန်းတစ်ခုကကလေးတွေအတွက်အမခံကြီးဝယ်ထားတာအန်ဒီယေရှိသလားတဲ့ ။ဒီဟာတဲ့ကကလေးတွေအားလုံးအတွက်ကိုအာမခံကြီးဝယ်တာတကယ်လား။အွန်လိုင်းလောကအတိတယ်မလား။ဟုတ်တာကောမဟုတ်တာကောသင်တတ်လို့တကယ်လို့အာမခံဝယ်တာတကယ်ဟုတ်နေတယ်ဆိုရင်အာမခံဆိုတာဘာလဲဆိုတာကိုကျမအရင်နားလည်လွယ်အောင်ရှင်းပြမယ်နော်။အခုဒီငလင်နဲ့ပဲလာပြီးနိုင်ရှင်းပြမယ်။တဘာဝဘေးဒဏ်နဲ့လူတွေတေဆုံးတယ်၊ကားတွေပြက်တယ်၊အိမ်တွေပြက်တယ်။တကယ်လို့ဒီလူတွေအတွက်အိမ်တွေအတွက်ကားတွေအတွက်အာမခံကြီးဝယ်ထားခဲ့ရင်အခုလို့ ပျက်စီးသေဆုံးသွားတဲ့လူတွေကောကားတွေမှာကောအိမ်တွေမှာကောနင်းဝယ်ထားတဲ့အာမခံအမောက်အတိုင်းယော်ခြင်းအပြစ်အဝပြန်ရတယ်အဲ့ဒီအချက်ကိုအာမခံယော်ခြင်းရတယ်လို့ခေါ်တယ်တခုတိထားရမှာက အာမခံဝယ်တယ်ဆိုတာတခါတည်းပတ်စံပေးလိုက်တာနဲ့မပြီးလစဉ်လစဉ်မပြတ်သွင်းရတယ်အချို့က6နှစ်အာမခံတချို့က2နှစ်20ရာသက်ပံအာမခံဆိုတာရှိတယ် ဲ့ဒီအမခံမှာလဲသူ့စနစ်နဲ့သူတွားနေတာဖြစ်လို့အမျိုးမျိုးအဆင့်ဆင့်ရှိတယ်။ဒါကြောင့်မို့အာမခံဝယ်တဲ့အခါကျရင် အာမခံရောင်းတဲ့လူကဘလို့ရှင်းပြနေတယ်လဲဆိုတာကိုတေးသေးချာချာသုံးယောက်လောက်စုပြီးနားထောင်ပြီးဖလဲပြီးမှတကယ်နားလည်မှဝယ်ကြပါလို့ကျွန်မနိုးစော်တယ်။အင်္ဂန်ရက်ချာမှာနေတဲ့ဓာခိုင်နှုန်း99ဟာအလုံးအာမခံဝယ်ထားတတ်ကြတယ်။တေးချာနားထောင်နော်မိဘက ကလေးကိုဝယ်ပေးတယ်။ကလေးဖြားနာတာတို့ခွဲစိတ်ကူးတာတို့ကြုံရင်ကျမတို့သုံးလိုက်တဲ့ငွေအမောက်ပေါ်အားလုံးကိုအဲ့ဒီအာမခံယုံကအကုန်ပေးတယ်။တကယ်လို့ကလေးကတခုခုဖြစ်လို့အသက်ဆုံးရှုံးသွားရင်ဒီအာမခံကြီးအားလုံးကိုသူ့မိဘကရတယ်။အဲ့ဒါကြောင့်ပရဝံကနည်းနည်းလေးကျေပြန့်တယ်လို့ပြောချင်တာ။နောက်ထပ်ဥပမာတကက်ဖြစ်ရမှန်တခုကိုကျမပြောပြမယ်။အသက်60နီးပါးရှိတဲ့အဖိုးကြီးယောက်ျားတယောက်ဟာ သူ့ထက်၈နှစ်ကျော်ငယ်တဲ့အမျိုးသမီးတယောက်ကိုမင်္ဂလာဆောင်လိုက်တယ်ချစ်လိုက်တာတုံနေတာမှအီးမကုန်းပေးယုံတမယ်ပဲကြံ့မင်္ဂလာဆောင်ပြီးတာနဲ့ချက်ချင်းသူ့ကိုအရန်ချစ်လို့တန်ဖိုးထားလို့ဆိုပြီးတော့ဈေးအကြီးဆုံးဖြစ်တဲ့အာမခံကြီးကိုဝယ်ပေးတယ်အသက်ရောကျန်းမာရေးရောတဘာဝဘေးဒဏ်ရောဘာဘာညာညာကုံလုံးစုံစိတ်နေအောင်ဝယ်ပေးလိုက်တယ်အဲ့ခါကျတော့အဲ့အမျိုးသမီးကလောကကြီးမှာအမလေးငါလေးဒီအတက်ရွယ်ရောက်မှယောက်ျားရတာကံကောင်းလိုက်တာချစ်ခံလိုက်ရတာတန်ဖိုးထားခံလိုက်ရတာဆိုပြီးတော့ကဲ အာမကလည်းဝယ်ပြီးတော့ဟန်နီမူးထွက်ကြရရဲ့အဲ့ဒီဟန်နီမူးကိုဘယ်ကိုထွက်တယ်လဲတရုတ်ပြည်မကြီးရဲ့ဘာတောင်လဲမသိဘူးကျွန်မမေ့သွားပြီဒါဒါတကယ်ဖြစ်ရမှာတရင်ထဲမှာကြုံရတာအဲ့တောင်ကိုသွားပြီးလဲကြတာဓာတ်ပုံရိုက်ပေးမယ်အချစ်လေးသပင်လေးကိုဒီလိုထားဟိုလိုထားဆိုပြီးတော့မှတောင်ဟိုးထိတ်ဆုံးကနေပြီးတော့သူ့ကိုတွန်းချလိုက်ပါတယ်အမလေးအဲ့ဒီယောက်ျားသားများရုပ်ရှင်မြင်သားအကယ်ဒမီရတာတဲ့လူထက်တောင်မြည်ကြတာ ငိုရာငိုရာမှဝန်နေလိုက်တော့အမလေးအခုမှလက်လက်ဆက်ဆက်သူ့မျိုးသမီးလေးဆုံးသွားပြီပေါ့ထိုင်ဝမ်မြို့ကိုရောက်လာပြီးတော့မှပီပီပင်ပင်လေးနဲ့တေတန်းစာကိုယူပြီးတော့မှအာမခံကြီးကိုသူ့ဆယ်ဘဝလုံးစားလို့မကုံလောက်အောင်ရလိုက်တယ်သူကသူ့ရဲ့အုံနောက်တေးသေးလေးနဲ့အာမခံယုံကိုဂျင်းသွားထဲတာ ဥပရေရာဆာရွက်စာတန်းအရာသူ့ကိုအရင်ရော်ကြီးပေးလိုက်ရတယ်ဆိုပေမဲ့ခရေစိတွင်းကျသူထောက်ပြထားတဲ့နေရာကိုသွားပြီးစစ်ဆေးတာနောက်ဆုံးဘလို့ဂျိုဒုကိုတုံးလိုက်တယ်လည်းမသိဘူးဒီဗီဒီယိုဖိုင်ကြီးရလာနေရာမှာ CCTV မတက်ထားဘူးနော်ဘလို့ယူတယ်လည်းမသိဘူးအဲ့ဂျိုဒုကိုအာကိုပြီးတော့ရလာတာ ရလာတော့တတဲ့အကြီးကြီးဖြစ်သွားပြီလေခြေတဲ့ပတ်စံနဲ့အကုန်သိမ့်သူ့ရဲ့အိမ်ပိုင်ဆိုင်ထားတာအကုန်သိမ့်ပြီးထောင်ထဲပို့လိုက်ပါပြီတဲ့အဲ့ဒါကိုအာမခံကြီးလို့ခေါ်တယ်အဲနေအောင်နောက်ထပ်ပို့နားလေလွယ်အောင်ဥပမာတစ်ခုထပ်ပြောမယ်ယူရီးယားမှမကြသေးဘူးလေမူဂျိုကလေးလားသူငယ်တန်းကလေးလားမသိဘူးကားနဲ့ခီးထွက်တာကားကြီးမိလောင်သွားတာဒရိုက်ဘာတော့ထွက်ပြေးသွားတာလေအဲ့တစည်းလုံးမှရှိတဲ့ကလေးတွေ တည်တင်းကအတွင်းထွက်ပြေးလို့မရဘဲနဲ့အိုက်ကားပေါ်မှာတေဆုံသွားတဲ့ကလေးတွေနိုင်ငံရဲ့ချားမှာနေတဲ့မိသားစုတိုင်းဟာကလေးကိုအာမခံကြီးဝယ်ထားပြီးတတ်တယ်။ဒါကြောင့်ကံမကောင်းလို့ဒီလိုဖြစ်သွားတဲ့အခါမှာသူ့မိဘတွေဟာအာမခံကြီးဝယ်ထားတဲ့အတွက်သူ့မိဘတွေအားလုံးယော်ကြေးရတယ်။ဒီကားပေါ်မှာရှိတဲ့ကလေးတယောက်တိုင်းဟာမိဘကိုစီနဲ့တကယ်လို့အိုက်ကားတစည်းလုံးဟာမိဘကိုစီနဲ့မဟုတ်ဘဲနဲ့မိဘမဲ့ချောင်းကကလေးဖြစ်နေခဲ့ရင်အာမခံလည်းဝယ်ထားတယ်ဆိုပါတော့ ဒါဆိုရင်ဒီအာမခံကြီးရဲ့ယော်ကြီးကဘယ်သူရမလဲဒီကလေးမိဘမဲ့ကိုအုတ်ထိန်နေတဲ့လူတဦးတည်းပဲရမယ်ခုနရိုးရရားကတကက်ဖြစ်စဉ်ကကလေးတယောက်မှာမိဘတစ်စုံကတစ်ခုပဲရတာဒီတစည်းလုံးဟာမိဘမဲ့ကြောင့်ကလေးဖြစ်နေရင်သူ့ရဲ့အုတ်ထိန်သူတဦးသီးတော့ဒီကလေးတွေအားလုံးရဲ့အာမခံကြီးကိုရတာဖြစ်ခဲ့မယ်ဆိုရင် ပြောတာနော်တဘာဝဘေးဆိုတာပြောလို့မရအောင်ဖြစ်သွားခဲ့ရင်အမေရိကန်ထီပေါက်တယ်လို့ပဲ ဝမ်းနေတဲ့ကြားထဲကနေထီဆုကြီးပေါက်သွားတာပေါ့ကွာအဲ့ဒီပတ်စံကိုအာမခံယော်ကြီးလို့ခေါ်တယ်ဒီတော့ကျမကိုမေးထားတဲ့မေးကဒီကလေးတွေအားလုံးကိုအာမခံကြီးဝယ်ထားတယ်အသက်အန္တရာယ်ရှိမလားတဲ့ကျမမသိဘူးသူ့ကိုသွားမေးအာမခံဆိုတာဘာလဲဆိုတာကိုပဲကျမရှင်းပြနိုင်တယ်ကဲကျမကိုမေးထားတဲ့မေးကိုနေကျမအားလုံးဖြေပြီးပြီနော်အခုကျမတို့ပြည်သူအားလုံးကိုတံပိုးအရှိဆုံးစကားလေးတစ်ခုပြောချင်တယ်တွင်းရင်တိုင်းမဟုတ်တဲ့လင်မယားပဲဖြစ်ဖြစ်တငယ်ချင်းပဲဖြစ်ဖြစ် ဒုက္ခကြုံလာပြီဆိုတဲ့အခါမှာဟာဒီလူဟာကောင်းလားဟိုလူဟာကောင်းသလားဆိုတာအဖြေရတယ်လေတို့ကဲ့သို့ပဲဒီငလင်မှာအေတင်ကိုဆိုတဲ့အမျိုးသမီးကိုကြည်လိုက်ဒီတစ်ခါမှာတော့ကျမတော်တက်ထားသူ့ကိုလက်မနှချောင်းပေးတယ်ကိုလူတိုင်းမလုံနိုင်တဲ့ဝန်ဆောင်မှုတစ်ခုကိုရရရောရောဒီအမျိုးသမီးလုံနေတာဟီးရိုးပဲအရင်ကနော်သူ့ရဲ့အချက်ကန်ခေလုံးလို့ခဏခဏဆက်ပြီးချစ်နေတတ်လို့ကိုကျမသူ့ကိုမကြည့်ဘူး အချစ်ဆိုတဲ့အရာကကျမရဲ့ပေတံနဲ့သူ့ကိုတော့တိုင်းလို့မရဘူး။ तू ကကျမထက်အများကြီးငယ်နေတော့အချစ်ကိုကိုးကွယ်လို့ရနေလို့ကို तू ကကိုးကွယ်နေတဲ့သဘောပေါ့။ဒါပဲပြောပြော तू ကအချစ်ကအချစ်အလုတ်ကအလုတ်ဆိုပြီးတော့ကြာကြာရရလေးတို့မြန်မာပြည်ငလင်ဖြစ်နေတဲ့ကိစ္စကိုညီနေတဲ့စိတ်စေတနာကကျမတို့မြန်မာနိုင်ငံအတွက်ဂုဏ်ယူတယ်။ပရဟိတစိတ်ဆိုတာအဲ့ဒါမျိုးကိုပြောတာ။အတင်းကိုလည်းပြောချင်တယ်ပရဟိတအတင်းထောင်ပါလို့ပြီးသူကိုစားနိုးစော်ပါတယ် မျက်နှာဖုံးဆွပြီးနှုတ်ချိုနေတာမျိုးကဘာဖြစ်လဲဆိုတာကျွန်မဆက်ပြောပြရစရာမလိုဘူးနော်။ပါဇက်ပေါက်ဆိုးတက်တဲ့လူကနားတော့ခါတယ်။လုံးဝတေချာနေတာတခုကမယုံမှတာ။ကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့လူတွေကအရန်ဆိုးတဲ့ဝါရတခုကိုကင်ဆောင်ထားတယ်။ဘာလဲဆိုတော့ဒီလူကိုချစ်ရင်ဒီလူအမားလုံနေရင်လဲလိလူရှုပေးတယ်။ဒါတော့အဲ့ဒါချစ်တာမဟုတ်ဘူး။သူ့ကိုဆက်မားအောင်လို့အချိန်မြင့်ပေးလိုက်တာ။အစိုက်ပင်ရေလောင်းတာနဲ့အတူတူပဲ။တကယ်ချစ်သလား။မားရင်မားတယ်လို့ဒဏ်ပေး မန်ရင်မန်နေတဲ့လူကိုစုပေးစုပေးတံပေး ခွဲခွဲခြားခြားလှုပ်ပေးဖို့လိုအပ်တယ်ငါသူ့ကိုချစ်လို့သဘောကျလို့သူလှုပ်သမျှမားနေပေမဲ့ငါလက်ခံပေးလို့ရတယ်ဆိုရင်ကျမတို့မြန်မာနိုင်ငံကြီးဟာဘက်တော်မှတိုးတက်လာမှာမဟုတ်ဘူးချစ်တာချစ်တာတကန့်သူလှုပ်တာ မားတာကိုမြင်ရင်ချက်ချင်းပြုပြင်ပေးနိုင်ဖို့တတိပေးနိုင်တဲ့စကားဆိုတာထွက်ကိုထွက်ပြီးမှအဲ့ဒါတကယ်ချစ်တယ်လို့ခေါ်တာကဲအားလုံးပဲဒီနေ့တော့တော်ကြတာပေါ့နော် မာရာရှင်ခွင့်လွတ်ပါဘသူကမှမရည်ရွယ်ပါဘူးကျမတို့မြန်မာနိုင်ငံကြီးပို့ပြီးတိုးတက်အောင်အမြန်ဆုံးတိုးတက်လာအောင်ကျမတို့ပြည်သူတယောက်ချင်းစီမားရမားတယ်လို့ထောက်ပြပေးနိုင်တဲ့စွာအားလေးအားလုံးရှိကြပါလို့နိုးစော်ချင်တာလွယ်ပြီးကြံတာပါစိတ်မှမရှိဘူးနော်အားလုံးပဲကြံပါလို့ချမ်းသာကြပါစေတို့မြန်မာ ပြည်ကြီးတဘာဝဘေးဒဏ်မှဘဝဆက်တိုင်းဆက်တိုင်းလွတ်ကင်းရပါစေကြွေကြွေရပါစေအားလုံးကိုချစ်တယ်နော်ချစ်လို့ပဲကျမဒီလိုပေးဆက်တာပါရှင် ားအလုံးမဲမင်္ဂလာပါရှင်ခုတကြံကြပြီနော်ဘလို့များဖြတ်တန်းဖို့ရည်ရွယ်ထားတယ်ကျမကတော့လုံးဝ feeling မရှိတော့ဘာပဲပြောလေကျမတို့မြန်မာပြည်အတွက်တကြံကရဲ့ကြီးခါကြီးဖြစ်နေတဲ့အတွက်အားလုံးကိုစုမုံကောင်းတောင်းပေးမယ်နော်မင်္ဂလာတကြံနဲ့အတူကျမတို့ပြည်သူပြည်သားများအားလုံးရေလိုအေးမြပြီးအပူများကင်းစင်ရပါစေမကောင်းသောတဘာဝဘေးဒဏ်အားလုံးမှရတပံရတပံရတပံအများကြီးကြွေကွင်းနိုင်ပါစေဒီနေ့ပေါ့နော်ကျမတို့အများပြည်သူတောင်းဆိုထားတဲ့ ပြောစေချင်တဲ့စကားကိုလိုရင်းတူရှင်ပြောကြ။အများပြည်သူရဲ့အာယုံထဲမှာဇဝေဇဝါဖြစ်နေပြီးဆိုရင်ကျမသာသူ့ရဲ့ရှူတောင်းသူ့နေရာကဖြစ်ခဲ့ရင်စရင်ကန်စရင်စစ်ကိုခေါ်ပြီးမှစရင်ရှင်းတာလုပ်ပြီးထုတ်ပြလိုက်တော့မယ်။ဘာဖြစ်လို့ကျမအဲ့လိုအကြံပြုလဲဆိုတော့သူဟာအခြားမျိုးသမီးနဲ့မတူတဲ့အများပြည်သူရဲ့ချက်ချင်းမြတ်တာနဲ့ယုံကြည်မှုအပြည့်အဝရထားတဲ့အမျိုးသမီးမို့လို့အဲ့လိုပြောတာ။ကျမကိုပြောစေချင်တဲ့စကားတွေကအများကြီးပဲဖတ်မပြတော့ဘူး။ ရုပ်ဆိုးပန်းဆိုးဝေဖန်ထားတာရယ်တိတ်ခါကြစရာတွေဖြစ်နေတဲ့အတွက်ကျွန်မခြုံပြီးပဲပြောတော့မယ်ကျွန်မမှလည်းအသက်က54ရှိပြီအချီတက်မျိုးကတရုတ်ဆောင်လို့ရတဲ့အရာမဟုတ်ဘူးနော်ဖះပေးမှတကယ်ရနိုင်တဲ့ဘွဲ့မျိုးပါသူ့ရဲ့လက်ထဲကိုရောက်သွားတဲ့ပတ်စံတွေအားလုံးဟာအများပြည်သူရဲ့ခစ်ကြမ်းထဲမှာမနဲ့တနဲ့ရှာယူထားတဲ့ခြွေနှဲစာတွေဖြစ်တဲ့အတွက်သူ့ကိုတန်တရားဝင်နေတဲ့ပြည်သူအများကိုသဘောပေါက်နားလည်လွယ်အောင် ကျမထောက်ပြမယ်ကျမတို့ပြည်သူကလည်းထမင်းစားတာဖြစ်တဲ့အတွက်သွားပြီးစဉ်းစားတွေးခေါ်လို့ရတယ်သူ့အတွက်လည်းပိုကောင်းသွားတယ်ပြောပြီးပြီနော်ကျမမဆုံးဖြတ်ပေးဘူးနော်ကျမလိုအသက်ကြီးပြီးအတွေ့အကြုံအများကြီးဖြတ်တန်းခဲ့တဲ့မိန်းမမျိုးသို့မဟုတ်အခုစိန်ရောင်းနေတဲ့အယ်မွန်တင်လိုမျိုးသမီးမျိုးအများကြီးလိုအပ်တယ်ကျမတို့ကချက်ချင်းမုံချင်းမရှိဘူးနော်မနာလိုနေတာမျိုးရောရှိသလားလုံးဝမရှိဘူးဟုတ်တယ်နော်ဘာဖြစ်လို့လဲဆိုတော့ ဖြတ်တန်းနေတဲ့ lifestyle ကမတူနေဘူးလေအဲ့ဒါအဖြေပဲကျမကျင်လည်ဖြတ်တန်းခဲ့တဲ့ဒီဘဝကြမ်းကြီးပေးလာတဲ့တင်ကန်းစာဟာဒီအသက်ရွယ်မှာတော့လူတယောက်ကိုအကဲခတ်လိုက်ပြီးဆိုရင် အကြည်ဓာတ်ထွက်သလားလို့ကျမအရင်သုံးသပ်တာလူတွေရဲ့စိတ်ကချိန်ခါနဲ့အမျှဖြစ်စဉ်ပေါ်မှာမူတည်ပြီးတော့လောဘဒေါသမောဟစကံပိုင်းအတွင်းသူပြောင်းလဲတတ်လို့လေဖျားမဟုတ်နေတဲ့ပုထုဇဉ်လူသားမို့လို့ဘသူမှငြင်းလို့မရဘူးကျမလည်းဖြစ်တတ်တယ် ဒါကြောင့်စကားကိုအလဲဆန္ဒပဲပြောသွားမယ်လူသားပီပီလွတ်သွားတတ်တဲ့အတိတ်တရားကိုတတိပြန်ကပ်ဖို့လောက်ပဲတတိပေးနိုင်တာလူတွေမှလည်းခက်တယ်သိလားတတိပေးတိုင်းတာဝင်တတ်တဲ့အုံနောက်ကရှိနေတယ်ဆိုရင်ကျမတို့မြန်မာပြည်မှာရှိတဲ့ဖုံးတော်ကြီးတွေအများတန်းတရားဘာဟောစရာလူတော့လဲတရားယုံလို့ထောင်နေဆိုတာလည်းရှိတော့မှာမဟုတ်ဘူးလေဒါကြောင့်စကားထဲမှာစကားပါတာမျိုးပဲကျမပြောနိုင်တယ်အဲ့ဒါဘာအတွက်လဲအများပီသူတန်တရားကင်းပြီးဇွေးဇွားမဖြစ်အောင် ခက်တာကျမတို့မြန်မာပြည်ထဲမှာရှိတဲ့တော်တော်များများလူကတစ်ဖက်ကဂျင်းထဲ့နေတာကိုတိတိနဲ့ငါနဲ့မဆိုင်ဘူးငါရှာမရှိခြင်းဘူးငါရံမပြားခြင်းဘူးဆိုတဲ့လူတွေကြီးပဲဒါကြောင့်လေကျမတို့ကကိုယ်ထမိတ်ကိုစားပြီးဆရာကြီးထွက်လို့ဆရာဘာအကြောင်းမှမရှိဘူးဘု து အတွက်လဲ ကျမတို့မြန်မာနိုင်ငံကပြည်သူတွေအတွက်ဒီလိုအမှန်ကိုပြောရဲဆိုရဲတဲ့လူတွေအများကြီးလိုအပ်နေသေးတယ်။စပြောမနော်မရပါရင်ထောက်ပြပါဖလှယ်မယ်။အရင်ကတော့အလူငွေတွေအားလုံးကိုမပြောဘူးဒါပြီးခဲ့ပြီးသားမို့အခုဒီငလင်မှာအများပြည်သူရဲ့စိတ်ထိခိုက်မှုအတိုင်းတာနဲ့တနာကျင်နာတဲ့မေတ္တာစိတ်နဲ့ငွေအားဟာလဲအဲ့ဒီအချိန်နဲ့မြင့်တက်လာပြီးတော့တိမ်ပေါင်းဂရေဂရာတွေဖြစ်ကုန်တာပေါ့။ကျမတို့ပြည်သူတွေကဘာကြောင့်တခဏတည်းသူ့ကိုလွဲသလဲရှင်းရှင်းလေးပဲ။ ယုံကြည်လို့မေတ္တာရှိလို့အားလုံးကထမင်းစားတာလေလက်အတယောက်မှမပါဘူးအဲ့ဒီမေတ္တာစိတ်ကြောင့်သူ့လက်ကိုငါးပြီးဆင့်လူလိုက်တဲ့သဘောသူပန်ထားတာတွေဖွက်ထားတာတွေဆင်ထားတာတွေကျမတကယ်မသိခဲ့ရူအမှန်ဒါကြောင့်သူ့တန်ဖိုးကိုကျမမပြောတတ်ဘူးအခု online မှာတက်တဲ့အထောက်ထားတယ် ਨੇ ထောက်ပြလာတဲ့အဲ့ဒီချက်တွေကြောင့် brand new နေတဲ့ကျမသားကြီးကိုမေးလိုက်တယ်အဲ့ဒါတွေကဘလောက်တန်ဖိုးရှိသလဲဆိုတော့ကျမသားကြီးကပြောတယ်အစ်စ်ဖြစ်ခဲ့ရင်တန်ဖိုးမနေဘူး तू ကအမှုပညာရှင်မင်းသမီးဒါပေမဲ့ အရန်နာမည်ကြီးတဲ့အမင်းသမီးထဲမှာမပါဘူးတဲ့သူရတဲ့အမှုပညာရှင်ကြီးနဲ့ဒီပစ္စည်းတွေဝယ်နိုင်သလားဆိုတာကျွန်မမပြောနိုင်ဘူးကျွန်မလည်းမသိဘူးသူရဲ့အမှုပညာကြီးဘလောက်ရတယ်လဲရလာတဲ့အမှုပညာကြီးနဲ့ဒီပစ္စည်းတွေကိုဝယ်နိုင်သလားဆိုတာရုပ်ရှင်လောကအမှုပညာလောကဒါပဲပိုသိတယ်ကျွန်မကစီးပွားရေးသမားပတ်စံကိုတမားစီဝါနဲ့ရအောင်စူးစမ်းပြီးရှာမယ်ပြီးရင်စမယ်တောက်မယ်ပို့တာကိုလုပ်မယ်အလမွန်တင်းပြောတဲ့စကားကိုသုံးပြစီ စီလူရလက်စီပေတတ်တယ်စားတာတောက်တာသွားတာလာတာခလေးအတွက်အရာရာအားလုံးကိုလက်ခံလို့ရတယ်ကို့အတွက်နည်းနည်းပါးပါးဖယ်ပြီးအသုံးချလိုက်တာကိုလည်းလက်ခံလို့ရသေးတယ်အများပြည်သူကလည်းဒါကိုလက်ခံပေးရမယ်ကျမဆိုလိုတာကနည်းနည်းပါးပါးကိုပြောတာကိုကြီးကိုတော့ကို့အပေါ်မှာမွန်းမှန်တာများသွားတဲ့အခါကျရင်ခုလိုမျက်စိတောက်ထောက်ပြီးထောက်ပြစရာတွေပေါ်ပေါက်လာစေတာပေါ့